မန္တလေးကျောက်မန္တလေးတက္ကသိုလ်ကြီးမီးလောင်သွားတော့တက္ကသိုလ်ဝင်တဲ့စာမုံမဲ့ဖြေထားတဲ့ခလေးတွေအဖြေလော်တွေမီးလောင်သွားအခုမီးလောင်တဲ့အတဲမှာအဖြေလော်တွေပါသွားတဲ့တက္ကသိုလ်ဝင်တဲ့ကျောင်းသားတွေလာမဲ့ဇွန်လ16ရက်နေ့ကနေဇွန်လ21ရက်နေ့ထိဒုတိယကြိမ်စာမုံမဲ့ပြန်ဖြေရမယ်ဆိုပြီးစိတ်ဥစုကဆုံးဖြတ်တယ်ဗျာဟုတ်နယ်လင်ကြောက်ဒုက္ခတွေပင်လေဝေပြီးစိတ်တော့ကရောက်နေဘာမှမဆိုင်နေအကြောင်းသားတွေအပေါ်ကိုအပြစ်ပုံချလိုက်တာနယ်လင်ကြောက်တချို့အကြောင်းသားတွေတည်ကုန်ကြတယ်အဲ တချို့ចောင်းသားတွေရဲ့မိဘတွေတေကုန်ကြတယ်ချို့ចောင်းသားတွေရဲ့အိမ်တွေပျက်စီးကုန်ကြတယ်အဲ့ဒါကိုဘလို့စိတ်တက်မျိုးနဲ့ဆောင်းပွဲပြန်ဖြစ်ခိုင်းရတယ်ဘလို့မှစဉ်းစားလို့မရကက်ချပရိတ်တချင်များအားလုံးမင်္ဂလာပါဆန်ပီရိရှင်နဲ့တပန်ပြန်လက်ကျိုးဆိုပါတယ်ကဲဟုတ်ပြီကျွန်တော်ဒီနေ့ video reaction လေးမစားခင်မှာဒီကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe နဲ့ဒီပို့ like subscribe နဲ့ဒီပို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကဲဟုတ်ပြီကျွန်တော်ဒီနေ့ video ဘောမ video reaction တွေပါယူလဲဆိုတော့ဒီ last show မျိုးနဲ့ပတ်သက်ပြီးတော့ဒီဘောမ၃កောင်ပေါက်ကူတော့ရဲ့ဒီဘောမ နကောင်ရဲ့ဟွန်တန်လောင်တန်တို့ရဲ့အဲ့နောက်မှာဗလဲဆိုတော့ဒီကြားသားတွေကိုစာမေးပွဲပြင်ပြပြင်ပြခိုင်းတဲ့ဒီလူရုံမှာမြောင်းလိုက်ဆိုရက်ဒီနော်ရတော့တော်လာရေးစရာတော့ပြောနေတဲ့ဗီဒီယိုဖာလိုကိုကျွန်တော်နဲ့တူအစွန်ထိလိုက်ပါကြည့်စုဖို့တောင်းဆိုချင်ပါတယ်ကဲဆက်လိုက်ကြရအောင် Let's go အားလုံးမင်္ဂလာပါလာရှိုးကိုဒီတက်မတော်အပြင်လည်းထန်ရှိုးလိုက်တာ ਨੇ ပတ်သက်ပြီးတော့မှတော်တော်များများပို့တွေ ပို့တိုင်းမှာပို့တိုင်းလိုလိုမှာတွေ့ရတယ်เนาะအဲ့ဒါကဘာလဲဆိုတော့ဒီတက်မလို့ဒါအလိုရှိတဲ့အကြောင်းတခြားနေမြေကိုလည်းပြန်ယူပေးဖို့အကြောင်းတွေကတက်မလို့ပြန်ရောက်လာတာဝမ်းသာတယ်ဆိုတဲ့အကြောင်းတွေအများကြီးတွေ့ရတယ်အဲ့တော့အဲ့ဒီအောက်မှာမှဝင်လောင်နေတဲ့တချို့တော့မှန်လေးတွေလည်းတွေ့ရတယ်အဲ့ဒီမှန်လေးတွေကဘာလဲဆိုတော့ဟိုနေမြေအသီးသီးကလူငယ်တွေပေါ့နော် PDF တွေပြီးတော့တခြားတိုင်းသားတွေပေါ့ အသက်ပေးပြီးတော့မှအသက်တွေအများကြီးပုံပေးပြီးတော့မှလာရှိုးတိုက်ယူခဲ့ရတာပေါ့အခုတက်မလို့ကជីတရှက်မဖောက်ဝဲနဲ့တို့တို့မျိုးလုံးကိုပြန်ဝင်ပြီးတိမ်သွားတော့မတရားအောင်ဆိုပြောနေကြအဲ့တော့နောက်တစ်ခုကနောက်တစ်ခုကဘာလဲဆိုတော့ဒီတက်မလို့ကဒါဒီအလင်ထုတ်ပြန်လိုက်ပြီဆိုလို့ရှိရင်ဘယ်သူမှမလှုပ်ရဲဘူးเนาะတကယ်ဆိုလို့ရှိရင်ဒီစစ်ကြောင်းဒီအင်အား2000လောက်ရှိတဲ့စစ်ကြောင်းကိုကွာเนาะဒါရှေ့ပြေးစစ်ကြောင်းပေါ့เนาะဒီစစ်ကြောင်းကိုတကယ်တမ်းမင်းတို့ တိုက်မယ်ဆိုလို့ရှိရင်တော့အာလုံးကတော့မြို့တုံးပါဘာလို့လဲဆိုတော့တိုက်မယ်ဆိုရင်အင်းတို့မတိုက်လို့ရရနော်တိုက်မယ်ဆိုရင်တိုက်လို့ရဘာလို့လဲဆိုတော့အင်းတို့ပဲဟိုပူပေါင်းအဖွဲ့တွေပါတယ်လို့သိရမလားဟိုတော့ပြီးတော့အဲ့ဒီလာရှိုးဝင်တဲ့အချိန်မှာကွာနင်တို့တော့ပူပေါင်းလို့ရတယ်တော့ပူပေါင်းလို့ဆိုတာစစ်တက်ကိုပူပေါင်းခိုင်းတာမဟုတ်ဘူးနော်ဒီလိုပဲရခိုင်တို့နော် KIA တို့ဒီ AA တို့ KIA တွေနော်တခြားသောတပ်ဖွဲ့တွေပေါ့ အေးဒီတိုင်းသားလက်နှက်ကင်းနေတယ်သူကပေါင်းပြီးတော့မှကွာအုပ်စုလိုက်ဝင်တိုက်လိုက်ပါလားဒါပေမဲ့အဲ့လိုလှုပ်လို့ရှိရင်နင်တို့တေးမယ်ဆိုတာသိတယ်နော်မျိုးတုံးမယ်ဆိုတာသိတယ်အဲ့တော့ဘယ်ကောင်မှမလှုပ်ရဲဘယ်တဘောင်မှမလှုပ်ရဲအခုနောက်တစ်ခုအဲ့လေဟိုရုရှားတော့နော်ဟိုဟွာတို့ ਨੇ ပူပေါင်းပြီးတော့မှစစ်တပ်ကိုမြန်မာစစ်တပ်ကိုတိုက်မယ်ဖြိုချမယ်ဆိုပြီးပြောနေတဲ့ကောင်နေအခုဝင်လာတဲ့စစ်ကြောင်းလေးအင်အား2000လောက်လေးကိုဘာကြောင့်နင်တို့ပေါင်းပြီးမတိုက်တာလဲ အဲ့တော့ငါတို့နိုင်ငံကဂျားတွေကမြေစာပင် ဖြစ်မှာညီတို့တွေကဟိုဟိုနိုင်ငံနဲ့ပေါင်းတိုက်မယ်ဒီနိုင်ငံနဲ့ပေါင်းတိုက်မယ်ဒီလိုမျိုးပြောနေရင်ငါတို့နိုင်ငံကဂျားတွေကမြေစာပင်ဖြစ်ပါတော့ဟိုကျွဲနှစ်ကောင်ခတ်တဲ့ဂျားဂျားတွေကမြေစာပင်ရခံရတာပေါ့အဲ့တော့သူများနိုင်ငံတွေရောဝင်ပြီးပေါင်းတိုက်ဖို့လို့ပြောနေရင်ညီတို့တွေကတော့အောက်တန်းကြတာကိုယ်နိုင်ငံကိုဖျက်ဆီးရအဲ့ဒီတော့ဟိုသူများနိုင်ငံကဝင်တိုက်ပြီးပါပြီဟုတ်ပါပြီစစ်တပ်ကြီးကတော့ပြုတ်ကျသွားပြီဒါအဲ့ဒီအဲ့ဒီ အဲ့ဒီပြုတ်ကျသွားပြီထားလိုက်ပါတော့နင်တို့ PDF လေးတွေကြံရှိနေတဲ့ဒီတက်ဖွဲ့လေးတွေကိုအဲ့ဒီနိုင်ငံအသီးသီးကနင်တို့ဒီမြန်မာနိုင်ငံပြန်အပ်မယ်ထင်သလားနော်သူများနိုင်ငံအတားလေးကောက်ဆသွားမှာနော်ဒီလားအုံနောက်လေးလည်းထဲကြအောင်နော်ကလေးတွေးဆိုတော့မှနော်နင်တို့ထဲ့ပြီးတော့ပြောစဉ်းစားပေးလို့ရဟောသူတို့ကကလေးတွေးနဲ့ပြောနေဆိုမှတချို့တော့ကလေးတွေကတချို့တော့ကလေးတွေကဟိုနင်တို့လောက်ကြီးစိတ်တက်ကလည်း မဖြတ်စည်းဘူးကိုယ်နိုင်ငံကိုယ်မျိုးရွာကိုယ်ဒေသမဖြတ်စည်းဘူးเนาะဒီလားအဲ့တော့အခုလဲဟိုငါတို့မျိုးရွာရတော့ပြက်စီးသွားပြီဘုံကျဲသွားပြီအခုနင်တို့ဝင်လိုက်တဲ့အဲ့ဒီလာရှိုးဝင်လိုက်တဲ့အဲ့ဒီစစ်ကြောင်းတို့ကနင်တို့သွားတိုက်မယ်ဆိုလာရှိုးတမျိုးလုံးပြမကြရင်ကြိုက် သလိုပြောအဲ့တော့လာရှိုးမှာရှိနေတဲ့ပြည်သူတွေအခုလက်ရှိမဆုံးရှုံးရသေးတဲ့ဟိုတိုက်တယ်အဆောက်အဦလေးတွေကထပ်ပြီးတော့ဆုံးရှုံးအောင်မှာเนาะအဲ့လိုမျိုးသာလောက်ခဲ့ရဲ့ အခုလဲတခြားနေရတယ်ဒါနမူနာပေါ့နော်ဒါနမူနာအရှိမဆန်ပြသွားတာဒီမြို့တမြို့နောက်နောက်လာမဲ့ဟာရဲ့လဲဒီလိုပဲအစင်းစင်းဆက်သွားမှာလှုပ်ရတဲ့ကောင်လှုပ်ကြည့်လိုက်လေတော်တော်မျိုးတုံးမှာပဲအဲ့တော့အင်ရှင်နဲ့ဧည့်သည်ဧည့်သည်ကခဏတာပါပဲခဏတာပဲနေရတာနော်အင်ရှင်ကိုဧည့်မောင်းလို့မရပါဘူးအဲ့တော့ဆက်ပြီးတော့ဟိုဆက်ပြီးယူမိုက်နေုံမယ်ဆိုရင်တော့ကိုယ်ထိုက်နေကိုယ်ကန်ခံကြပါတော့နော်ဒါပဲပြောရှင်ပါတယ် ားလုံးလူများအားလုံးကောင်းတော့ညချမ်းပါဗျဒီနေ့ကတော့လာရှိုးတရင်နဲ့ပတ်သက်ပြီးအားလုံးကိုဦးစင်ပြည်သူများအားလုံးတုံ့တက်ပြကြင်ပါတယ်ဗျလာရှိုးနဲ့ပတ်သက်ပြီးမှဦးစင်တို့ကြတော့နှိပ်ပြီးမှရင်ရက်တွေကလာရှိုးနဲ့ပတ်သက်ပြီးဘာလို့မပြောတာလဲလို့အရှင်ဘုရားဆိုတော့လူတွေပြောရင်ပြောကြအောင်ဝေဖန်ကြပါဗျတရင်ကိုမတိကြမခိုင်လို့ဦးစင်တို့ကြတော့မပြောကြင်ဘူးဗျ ီးစီကြကြခိုင်ခိုင်လုံနဲ့တိကျမှသာလင်ပြောရတာကောင်းတယ်ဗျာနော်အဲ့တော့ဥစဉ်တို့လာရှုတဲ့ဘက်တက်ပြီးပထမဆုံးယဉ်ဓုမနာဖြစ်တာဟုတ်လားပထမဆုံးပေါ့ဗျာအိတ်မထိအိတ်လို့မရနေလို့ထိုင်လို့မရဟိုလိုပေါ့နော်ဟိုဟာဆိုတော့ပူပူပင်တော့ကတွေပူဆွေးနေရပေါ့ယဉ်တဲ့နှလုံးသားထဲမှာအပူမီးတွေတောက်လောင်ပြီးမှမခံမရနိုင်ဖြစ်တာပေါ့ဗျာနော်အဲ့လိုဖြစ်တော့လဲဘာမှလုံမရတာကတော့ယဉ်ဓုမနာခံစားလိုက်ရတော့ PDF တွေ ING အဖွဲ့တွေရောပြီဗျာနော် အောင်ဆုံးသူတို့တွေကိုကြည့်လိုက်တယ်အဲ့လိုအစတော့ပြောကြရပါလာရှိုးကြီးပေးရတော့နောက်ဆိုကြီးကိုပြရတော့ MND ကိုမကျင်းထမှုတွေသူတို့ယင်ဖွင့်ကြပေါ့ဟာနောက်ကြတော့သူတို့ပြန်ပြီးမှနှိမ့်တယ်ဟာတရုတ်ကိုထုတ်အပ်လိုက်တယ်တရုတ်ကိုပေးလိုက်တယ်ဟာတရုတ်ကိုရောင်းစားလိုက်တယ်ဆိုရင်မှပြန်ပြီးမှဒီအထက်မှာဟိုဝါရတွေခင်ဗျားတို့ဖြတ်နိုင်ပြေးရပါလိုက်မယ်ထင်ပါတယ်ဗျာနော်ပြေးရလိုက်မယ်ထင်ပါတယ်ဥစဉ်တစ်ခုတော့အားလုံးကိုပြောပြနိုင်ပြောပြမှာပြောပြနိုင်တာကတော့သူတို့ပြောလို့ အရှုမှာ PDF ဒီမှာများစွာပြဆက်လိုက်ရပါတယ်။အဲဒီမှာဦးဇင်းတို့ DNA ရဲ့ AA ရဲ့ KI ရဲ့ PDF ရဲ့အချိန်တိုင်းတော့အဲဒီမှာ DNA တို့ခင်ဗျားတို့ AA တို့ KI တို့သူတို့ရဲ့ setting မိုင်းတွေကိုလည်းကြည့်ထားပါ။ဘလောင်ဆိုတာက PDF အားကိုးတဲ့မိုင်းနေ။ဘလောင်ဆိုတာတိတ်ပြီးမှမရှိဘူး။ဘလောင်ဆိုတာ DNA ကိုပြောတာ။ PDF အားကိုးတဲ့မိုင်းတယ်။ ခင်ဗျထွေးမြေနိုင်ဆိုတာလည်းမယုံစောင့်ကြည့်လိုက်ခင်ဗျအချင်းချင်းတို့တွေထွေးမြေနိုင်ချင်းနဲ့မြန်မာဒီထွေးမြေရခိုင်တိုင်းထဲမှာရှင်ထွေးမြေနိုင်လူလွင်းပြောက်သွားလိုက်ထွေးမြေနိုင်လူလွင်းပြောက်သွားလိုက်ထွေးမြေနိုင်လူလွင်းပြောက်သွားမယ်မတရားမှုတွေတို့ရခိုင်ချင်းချင်းတွန်းလှန်လာလိုက်တွန်းလှန်လိုက်ခရိုင်ဆိုတာလည်းထုံနီးတူစွာပဲအဲ့တော့ဦးဇင်းတို့ MND ရဲ့ မှန်ပါတယ် MND ကိုတရုတ်ကချုပ်ကင်ထားတယ်ဆိုတာမှန်ပါတယ်ညင်းလို့ဘူးမမရဘာဖြစ်လို့တို့တို့ကဒီအကျန်းဖက်တဲ့နီလန်ကိုရွေးมาလဲရွေးมาလဲညင်းရတဲ့လမ်းကိုတို့တို့ရွေးချယ်มาပေါ့တကယ်လို့ဦးဇင်းတို့လာရှိုးမြို့ကြီးကိုပြန်တိုက်ရင်လည်းမရနိုင်ဘူးလားတိုက်တိုက်ရရတာပဲကိုဘက်ကလည်းပေးဆက်ရမှာပဲနေစုံမပေးဘဲထောင်ချီပေးဆက်ရမှာပဲတမ်းမှ၄-၅ခုလောက်နဲ့တိုက်ရလို့ရှိရင်လည်း အဲရတေပေါက်တွေများပဲဒါမှလည်းခုမပိဆက်တဲ့တယောက်မှမတည်ဝဲနဲ့ရပါတယ်အဲ့တော့ MDA အတွက်လည်းကောင်းတယ်သူလည်းမတည်ရတော့သူလည်းသူတို့နေရာသူတို့ပြန်သွားတယ် MDD အဲ့ DNA နဲ့ A တွေနဲ့ KIA နဲ့လုံးဝမတူ PDF တွေနဲ့လုံးဝမတူလုံးဝလုံးဝသူတို့ကမတူ꿰ပြတယ်ကျန်တဲ့အဖွဲ၄ဘွဲ့ဒီသူကပြည်သူပေါ်မှာစက်ကြီးောက်တယ်ကျန်းဖက်တယ် အမေဒီတို့ရဲ့တမိတ်တာအနာပဲတို့ရဲ့ထဲမှာအမေအာနာတော့ဘယ်သူကတို့လို့လဲမသိဘူးဗျာတို့ရဲ့ဟာပဲအဲ့တော့ဦးဇင်းတို့လာရှိုးမျိုးကြီးကိုတရုတ်ကိုရောင်းစားတာလည်းမဟုတ်ပါဘူးဗျာတရုတ်ကိုရောင်းစားတာလည်းမဟုတ်ပါဘူးอืมဟုတ်ရောဆက်ပြောပါလာရှိုးမျိုးကိုပြန်ရအောင်တော့တရုတ်ရဲ့အကူအညီပါတယ်ဆိုရင်တော့ဒါမှန်ပါတယ် ဒါတော့အိနီအိနီရင်းနိုင်ငံဆိုတော့အိနီကောင်းချင်းပီတာရမယ်လေမိတ်ဆွေကောင်းပီတာရမယ်လေခုထိုင်းထိုင်းလဲထိုနီတူစွာရဲ့မိတ်ဆွေကောင်းပီတာပါပီတာရပါအိန္ဒိယအမျိုးမျိုးဝါဒဖြန့်နေမိတ်ဆွေကောင်းပြီးတက်လိုက်။ဘယ်များလို့ခေါ်လာတဲ့ကြာလာအမေရိကန်နမတကားတဲ့ဘလို့ဟောလို့ညာလို့မြန်မာပြည်ကြီးကိုဘလို့လားဘလို့လားတိုက်မှာရခိုင်ပြည်နယ်ကိုဘလို့ဘလို့အဲ့ဟာလဲယူနေကြဝါဒတွေဖြန့်နေကြတာ။ အမေရိကန်ကိုအုပ်ချုပ်နေဂျိုဘန်နေမှမဟုတ်တာအခုရှိတယ်အမေရိကန်နိုင်ငံမှာရှိတယ်ခင်ဗျာပြည်ပြခွက်ခေါက်တွေတောင်မှခြေမလဖြစ်နေတာအင်းအာလူတို့ဒီရဲ့ပိုင်းနဲ့မှာဝါရအမျိုးမျိုးဖြန့်လိုက်ဝါရအမျိုးဖြန့်လိုက်ပီဒီအက်ဒီဒီကြားဒီလာပိုင်းနဲ့မှာပီဒီအက်တွေမရှိမလားခံလိုက်ပီရီယက်ဒီကိုအမင်ဒီရတုံးချပါပြီ နှင်ထုတ်လိုက်ပြီဒါရှိုးကနေဒါရှိုးကဒီတစ်ဘက်ကို PDF ကိုအကတ်မခံတော့ဘူး TN ခေါ်တဲ့ပလောင်ကလည်းသူတို့ကအသုံးချလိုက်မယ်ပလောင်ဒီ PDF အကူနဲ့မိုက်နေရတာ KYN ရတော့အသုံးချနေရကြပြီ AA လည်းအသုံးချနေရကြပြီဒီပုံကောင်ရေးတုံးတတ်ချက်နော်သူက PDF ဒီလာရှို့လို့ပဲဖြစ်မှာပဲอืม PDF ဒီလာရှို့လို့ပဲဖြစ်သွားမှာလာရှို့လို့ပဲဖြစ်သွားမှာ မပြောရင်စောင့်ကြည့်ပါဟုတ်ပါပြီဒါဥစဉ်တို့ရဲ့တုံးတက်ချက်ပါနော်မြန်မာနိုင်ငံကြီးပြည်ပရဲ့ဩဇာအာဏာကမဟုတ်ဘူးပြည်ပခိုင်းနေမှလုံနေရတာမဟုတ်ဘူးတရုတ်လက်အောက်ခံလည်းမဟုတ်ဘူးအိန္ဒိယနိုင်ငံဖြစ်လို့ရှင်တော့အိန္ဒိယအကောင်ပီတရအဲ့တော့ဒီနေရာမှာကျုပ်ကတော့ကာကြိုကြီးကိုတစ်ခါမှမချီးကျူးဘူးကာကြိုကြီးကိုလည်းဥစဉ်ချီးကျူးကြောင်းတစ်ခါမှလည်းမပြောဘူးအင်း ပါပြီဟုတ်ပါပြီရေဥလုံမှာတော့ကာကြုတ်ကြီးဦးစင်းပြောလိုက်တာရှင်းရတာပဲဒီနေရာမှာတော့ကာကြုတ်ကိုချီကျူးရမှာပဲချီကျူးရမှာပဲလက်လက်ချင်မှာဘာဝဲနဲ့တူတန်နမန်ရေးရနဲ့သူ့ဟာနဲ့အကုန်လုံးရောက်အောင်လုပ်သွားတာအဲ့တော့ဦးစင်းတို့ဒီနေရာမှာပြောချင်တာလာရှုမြို့ကြီးရပါပြီအဲ့လာရှုမြို့ကြီးမှာအခုတိုက်တန်လောက်အင်အားတွေတော်တော်များများဝင်နေတယ်တမတော်ဝိုင်းရံသူပြည်သူတွေလည်းဒီရဲ့ပိုက်နဲ့မှဝင်လိုက်မယ်အဲ့တော့တမတော်သားတွေရောရဲတွေရော အမေဒီဒီနေသွားတယ်နေသွားတဲ့အခါမှာအဲ့မှာပြည်သူတွေစီမှာလန်ဒရာတွေစာကြီးတွေတို့တို့မကောက်ကြအောင်တို့ထိုက်တဲ့နဲ့ຢာပဲယူထိုက်တဲ့နဲ့ຢာပဲတို့တို့ဟုတ်လားအဲ့တော့ဥစ္စံတရားမဝင်မဟုတ်ရင်ဘယ်လမ်းကြီးဘယ်ဒရာဘယ်ဟာမှ မကောက်ပါနဲ့လို့ဥစ္စံတို့အနေနဲ့ဒါပြည်သူတွေရဲ့အကူအစားရောနိုင်ငံတော်ရဲ့အကူအစားရောအခုလိုကမြအဂတိတွေနဲ့စာကြီးတွေဟိုဟာတွေလဲဟိုဟာတွေလုတ်တဲ့အတွက်ကြောင့်ဒီလာလာဘတ်တွေရဲ့အဂတိတွေပဲလိုက်တဲ့အတွက်ကြောင့် မဖြစ်တင်မဲ့နဲ့ဖြစ်မဆုံးရှုံးတဲ့မဲ့နဲ့ဆုံးရှုံးရတာတွေအများကြီးပဲဗိုလ်မှူးကြီးတွေကလည်းစီးပွားရေးဓမ္မကြီးတွေဖြစ်လို့ဗိုလ်မှူးကြီးတွေကလည်းမြေပွဲသားတွေဖြစ်လို့အများကြီးပဲပြူးလွန်လန်ထုံနေတူစွာပဲဗိုလ်မှူးတွေအများစုကမြေပွဲသားတွေများတယ်အဲ့လိုပြောရင်မကြိုက်ဘူးဘိုလ်ကတော်တွေအများစုကမြေပွဲသားတွေများတယ်အခါလေလေဦးစင်းတို့ဒီဘက်တချို့မြေတွေနေရလက်ညှိုးထိုးပြလို့ရတာဘရုမြေဒါဘရုနေရဒါဘဲကတော်ကလုတ်တယ်လက်ညှိုးထိုးပြလို့ရတယ်ဦးစင်းတို့ကုန်ရှိပြီးသား အဲ့တော့ဒီလိုနိုင်ငံရေးချိန်ကာလကြီးမှာပေါ့နော် CIA မလုံးနယ်လို့တော့မဆိုလို့ပါဘူးဗျာနော်တကယ်စစ်တပ်စစ်တပ်ပိတာကြပါလို့ပဲပြောကြင်ပါလေဗျာနိုင်ငံတော်တစ္ဆာရှိကြပါလို့ပြောကြရင်လည်းပောက်ကော်ရဲ့တင်းဒီနေရာမှာပဲငုံချုပ်ပါလေဗျာအလုံးစိတ်ချမ်းသာကိုကြီးကြမှာခြင်းမဲ့နဲ့ပြည့်စုံပြီးအနေရကင်းလို့ဖေရှင်ပြီးတိုက်မိတဲ့လူမျိုးဗရာဒာနာတို့ကိုဆန်းဆန်းတမန်ဆောင်ရွက်နိုင်ကြပါစေလို့ပောက်ကော်ဆုတောင်းမေတ္တာပို့သလိုက်ပါလေဗျာ ငါညာချမ်းလေးပါချက်တော်မျိုးတို့ရေကျမတို့မိုးခိုင်ဖြစ်ပါတယ်ဒီနေ့2025ခုနှစ်ဧပြီလ24ရက်နေ့မင်္ဂလာရှိတဲ့ညာချမ်းချင်းငါလို့ပေါ့ရှင်နော်ကျမကတော့ဒီနေ့ထိုင်းသီးသီးမှာရှိနေတဲ့စစ်သွေးကြွတပုံလေးကိုမြမတမော်ကြီးကအားရပါရမြေပြင်ဝေဟင်းနဲ့တောက်လျှောက်ချေမုန်းနေတဲ့အကြောင်းလေးကိုကျမမင်္ဂလာရှိတဲ့တည်င်းလေးတွေကိုကျမရဲ့မိဘပြည်သူတွေသိရှိအောင်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်နော်ဒါဒီဘက်ကျမတင်ဆက်ပေးသွားမှာ24ရက်နေ့ဒီနေ့မနေ့တနားကြီး15ဝန်းကျင်မှာမနေ့အစောကြီးပေါ့နော်အင်း ပြောပါပဲခူးတိုင်ထန်းသမင်းမြို့နယ်ဇယတိကျေးရွာအုပ်စုတောင်ပုချောင်းကျေးရွာမှာဒီတက်ဆွဲနေတဲ့အဲ့တောင်ပုချောင်းကျေးရွာမှာကိုလက်နဲ့ကြီးတွေနဲ့ပြစ်ခတ်ခဲ့တယ်လက်နဲ့ရှိတွေနဲ့တောက်လျှောက်ပဲเนาะဒီကတယင်းကဗာညောင်ချေတော့ကျေးရွာမှာရှိရတယ်ညောင်ချေတော့ကျေးရွာရှိဇယတိခြေလင်းတယင်းခလာရ83ကနေပြီးတော့လက်နဲ့ကြီးတွေနဲ့တောက်လျှောက်ချေမုံပြစ်ခတ်ချေမုံခဲ့ပါတယ်မကွေးတိုင်းရေစကြိုမြို့နယ်တောင်ဖက်ချမ်းရွာမှာရှိတဲ့ဇီးပင်ကုန်းရွာစင်မြဲရွာနော်အဲ့ဒီအစရှိတဲ့ရွာတွေကို ဒီနသားလေးတွေကပါဆယ်ဖုံးလေးတွေကျဲပြီးတော့မြေပြင်မှာစကြောင်းမှာတောက်လျှောက်ထိုးနေကြတာပါဆယ်လေးနလေးနသားလေးတွေကလည်းပါဆယ်ဖုံးတွေတောက်လျှောက်ချပေးတဲ့အပြင်မြေပြင်မှာရှိတဲ့စကြောင်းတွေကလည်းတောက်လျှောက်စကြောင်းကိုထိုးနေကြတာအဲ့ဒီကန်းမင်မျိုးနဲ့အဲ့ sorry ဒီမခွေးတိုင်းရေစီုံမျိုးနဲ့ကူကတော့ညမတက်မတော်ကြီးကပတ်သက်ပြီးအဲ့မှာများတဲ့အတွက်ကိုတောက်လျှောက်နေတိုင်းကိုနေ့စဉ်ရက်စက်ကိုတောက်လျှောက်ကိုချိန်မုံနေကြတာနော်အဲ့ဒီနားမရွာမှာရှိရဲဆိုဘလဘိုက်ရွာဆိုရင်ဘလဘိုက်ရွာဆိုရင်ဒါကအဲ့မှာရှိတဲ့သဘုံလေး နေစရာတော့မရှိရဘူးထွက်ပြေးနေရတာရွာလုံးချက်ထွက်ပြေးနေရပြီနော်ဒီကနေ့24ရက်နေ့မှာကရင်နီပြည်နယ်မင်းဆက်မြို့နယ်ကိုမြမတက်မတော်ကြီးကဒီတာလဘွားကရင်နီပြည်နယ်မှာရှိတဲ့ကိုဟောင်းနေတဲ့ဒီစသွေးကြွားတွေကိုမြမတက်မတော်ကြီးကနေပြီးတော့ခြေမုံခဲ့ပါတယ်နော်မြမတက်မတော်ကြီးကနေမြ мян ဆိုင်ဆိုင်ကြီးကိုခြေမုံခဲ့ပါတယ်မနေ့က23ရက်နေ့ပေါ့နော်23ရက်နေ့မှာဆယ်နာရီခွဲဝင်းကျင်မှာစခိုင်းတိုင်းရေဦးခရိုင်ဒီပဲရင်မြို့နယ်မူကန်းရွာစင်တက်ရွာနဲ့ဒီလက်လောက်ရွာကြားမှာရှိတဲ့ဒီသုံးပွင့်ဆိုင်နေရာမှာတည်ရှိနေတဲ့ NUG လက်အောက်ခံစစ်ရုံကိုမြန်မာတပ်မတော်အဓိကလေးနဲ့သားလေးတွေကပါဆယ်ဘုံးလေးတွေချပေးလိုက်တာညောင်များစွာသောပဋ္ဌာန်းတွေကိုမိခင်ပေးလိုက်တာယာနဲ့ထီတော့တော်တော်ကြီးကိုထိနာခဲ့တယ်နော်အဲ့ဒီမှာ CDN နေဆရာဝန်အဲ့ဒီစစ်ရုံကဒီပဋ္ဌာန်းတွေစုဝေးပြီးတော့ကိုအောင်းနေတဲ့ဆရာဝန် CDN ဆရာဝန်တွေနဲ့ဖွင့်လက်ထားပြီးတော့ဒီဒဏ်ရာရနေတဲ့ပဋ္ဌာန်းတွေကုကုနေတဲ့နေရာနော် NUG လက်အောက်ခံတဲ့ NUG လေးလိုင်းအစိုးရကြီးအုတ်ချုပ်တဲ့သခိုင်းတိုင်းပေါ်ရှင်။ तू ကသခိုင်းတိုင်းမှာသူ့ရဲ့ဌာနချုပ်တရှိပဲဆိုပြီးတော့ပြောတဲ့ကမြတ်တမလို့ရချေမုံနေတာ။ စီရန်ဆရာဝန်၃ဦး CDN သူနာပြု၅ဦး PDF နော်တရားရရှိတဲ့သူတွေအများကြီးဒီပဲရင်မျိုးနယ်မှာတရားအဲ့ဒီပဲရင်မျိုးနယ်မှာရှိတဲ့တရားရေးတာဝန်ခံဦးကျော်ရဲအောင်သူက CDM ဒုတိယမျိုးနယ်တရားသူကြီးဒုတိယမျိုးနယ်တရားသူကြီး CDM နော်လက်သုံးချောင်းထောင်တဲ့တရားသူကြီးအင်း ူအပါဝင်လူပေါင်းမြောက်များစွာတော့ရာနဲ့ချီတော့လို့ဗဒတ်တကယ်กินပေးခဲ့ပါတယ်เนาะမကွေးတိုင်းကံမမျိုးနဲ့ညောင်မင်လာရွာတဲ့နဲ့ဖလန်ဟိုကျေးရွာကို Jet Fighter 20 27နှစ်တည်းနဲ့ပါအမုန်းပစ်ခဲ့တယ်အော်ကနေမနိုင်ဘူးပွားလေเนาะကံကောမျိုးနဲ့မြောက်ပိုင်းကြော်ရွာကျေးရွာစာတင်ချောင်းကိုလက်နဲ့ကြီးနဲ့ပစ်ခဲ့တယ်เนาะဒီခလာရံမန်လင်းကျောက်မန်လင်းတက္ကသိုလ်ကြီးမီးလောင်သွားတော့တက္ကသိုလ်ဝင်တဲ့ဆာမမွဲဖြေထားတဲ့ခလေးတွေအဖြေလွားတယ်မီးလောင်သွားတယ်အခုမီးလောင်တဲ့အထဲမှာအဖြေလွားတွေပါသွားတဲ့တက္ကသိုလ်ဝင်တဲ့ចောင်းသားတွေ လာမဲ့ဇွန်လ16ရက်နေ့ကနေဇွန်လ21ရက်နေ့ထိဒုတိယကြိမ်ဆောင်ပွဲပြန်ပြရမယ်ဆိုပြီးစိတ်ဥစုကဆုံးဖြတ်တယ်တဲ့ဗျာ။ဟုတ်။နလင်ကြောက်ဒုက္ခတွေပင်လယ်ဝေပြီးစိတ်တော့ကရောက်နေဘာမှမဆိုင်တဲ့အကြောင်းသားတွေအပေါ်ကိုအပြစ်ပုံချလိုက်တာ။နလင်ကြောက်တချို့အကြောင်းသားတွေတေကုန်ကြတယ်။တချို့အကြောင်းသားတွေရဲ့မိဘတွေတေကုန်ကြတယ်။ရှုပ်အကြောင်းသားတွေရဲ့အိမ်ကြီးပျက်စီးကုန်ကြတယ်။အဲ့ဒါကိုဘလို့စိတ်တမျိုးနဲ့ဆောင်ပွဲပြန်ဖြစ်ခဲ့ရလဲ။ဘလို့မှစဉ်းစားလို့မရဘူး။စိတ်တရားရပြီးစိတ်တော့ကရနေပြည့်နေတဲ့အကြောင်းသားတွေ စာချက်ဖို့အာယုံဆိုင်ဖို့စာမှုပွဲပြန်ဖြေဖို့ဆိုတာအခုချိန်မှာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။อืมသူတို့တတ်မှတ်တဲ့တိုးတောင်းတဲ့ဒီအချိန်မှာစာချက်ပြီးစာမှုပွဲပြန်ဖြေရမယ်ဆိုရင်ကျင်းတည်တယ်ကြောင်းသားတွေအောင်မှတ်ရဖို့တော့မလွယ်တော့อืมဘာဖြစ်လို့လဲဆိုရင်စိတ်ဓာတ်ရာတွေလည်းဟုတ်တယ်ဘာဖြစ်လဲကွာငါတို့အမိတ်ချတိုင်းကြောင်းသားတွေကလိုက်လို့ရတယ်ငါတို့အမိတ်ချတိုင်းကြောင်းသားတွေကစာမှုပွဲပြန်ဖြေရမယ် ဒါတက်တဲ့ចောင်းသားတွေကိုမတော်မတရားအနိုင်ကျင့်တာပဲတကယ်ဆိုရင်ចောင်းသားတွေနဲ့မဆိုင်ဘူးတဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်တာဒါကိုအခုလက်ရှိစစ်ကောင်စီကတာဝန်ယူရမယ်อืมဖြစ်နိုင်ရင်ចောင်းသားတွေကိုတော့ဒီတိုင်းအောင်ပေးရမယ်တက္ကသိုလ်ဝန်ထမ်းစာမွေးပွဲဆိုတာဗျာတစ်နှစ်လုံးတော့အချိန်ယူပြီးစ조사ထားနှစ်လဆိုတဲ့အချိန်တော်တွင်းမှာပြန်ကြပြီးပြန်ဖြေရမယ်ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်တော့ဘူးလေတကယ်ဆိုရင်တရားမျှမျှတတ်တတ်လုပ်ချင်တယ်ဆိုရင်တနိုင်ငံလုံးကိုပြန်ဖြေခိုင်းရမှာ ။အကြောင်းသားတွေကစာမွေးပွဲဖြည့်ပြီးပြီဖြစ်တဲ့အတွက်ကြောင့်သူတို့တာဝန်ကျေသွားပြီ။ဒီအဖြေလာတွေမီးလောင်တာကြီးသူတို့လုံးလို့လောင်တာလည်းမဟုတ်ဘူး။သူကသူတဘာဝပေးကြောက်လောင်တာ။ဒါကိုစစ်ကောင်စီကအောင်ပြီးပြီးမပြီးတနိုင်ငံလုံးကိုညီလူမျှတူပြန်ပြေခိုင်းရမှာ။ကိုရောစိတ်ရောဒဏ်ရာထားတဲ့အကြောင်းသားတွေကို စိတ်တက်စစ်စည်အနေနဲ့စိတ်တက်ထက်ကြအောင်လုပ်ပြီးတော့ចောင်းသားတွေရဲ့ဘဝတွေပြည့်စည်အောင်စစ်တက်ကတမင်လုံးနေတာចောင်းသားတွေចောင်းမဟုတ်ဘဲနဲ့ចောင်းသားတွေကိုဆမမွဲပြန်ဖြေခိုင်းတာကြီးចောင်းသားတွေကိုတာဝန်ယူခိုင်းတာကြီးဒါတော်တော်ရှက်ဖို့ကောင်းတဲ့လုပ်ရပဲ음